ကိုယ်တိုင်တကူးတကပင်ပင်ပန်းပန်းအလုပ်တွေလိုက်လုပ်เสียမလို့တော့ပဲငွေတွေဟာသူ့အလိုလို ဝင်လာတာမျိုးကိုရေပုံရအဖြစ်ငွေကြေးလွတ်လပ်မှုလို့ခေါ်ပါတယ်အိတ်နေတဲ့အချိန်အပန်းဖြေခရီးသွားတဲ့အချိန်ထမင်းစားနေတဲ့အချိန်စတဲ့ဘလို့အချိန်တွေမှာမဆိုပတ်စံငွေကြေးတွေကိုယ့်စီကိုအလိုလိုဝင်လာအောင်လုပ်နိုင်တဲ့နေ့ဟာငွေကြေးလွတ်လပ်မှုရရှိတဲ့နေ့ပဲဖြစ်ပါတယ်ငွေကြေးလွတ်လပ်မှုရဖို့အတွက်ဆိုရင် ကျွန်တော်တို့ဟာငယ်ရွယ်တဲ့အချိန်မှကတည်းကအပျော်တွေကိုအလွန်အမင်းလိုက်စားနေတာမျိုးမဟုတ်ပဲရတဲ့လစာလေးနဲ့လုံလောက်နေတာမျိုးမဟုတ်ပဲပတ်စံကိုအမြဲတိုးတိုးပြီးရှာဖွေနေဖို့လိုအပ်ပါတယ်လူငယ်ဘဝမှာကတည်းကယုံထားပါမှ အသက်ကြီးလာတဲ့အခါငွေကြေးလွတ်လပ်မှုရရှိမှာဖြစ်ပါတယ်တဲ့အနေနဲ့အသက်ကြီးလာတဲ့အခါပတ်စံကိုအကြီးအကျယ်လိုက်ရှာနေစရာမလိုပဲ။ သူ့အလိုလိုဝင်လာတဲ့ပတ်စံတွေကိုအေးအေးဆေးဆေးထိုင်သုံးရင်ဖျားလေးသွားပရီလေးစိတ်တရားလေးနာခရီးတွေထွက်လို့ရတဲ့ဘဝမျိုးကို ပိုင်ဆိုင်လိုပါသလားဒါဆိုရင်တော့ငွေကြေးလွတ်လပ်မှုရအောင်စူးစမ်းဖို့လိုပါတယ်ငွေကြေးလွတ်လပ်မှုရဖို့အတွက်ဆိုရင်ပတ်စင်အင်ခန်းဝင်တဲ့လမ်းကြောင်းတွေများများဖန်တီးထားဖို့လိုပါတယ်ပတ်စင်အင်ခန်းဆိုတာ ကိုကိုတိုင်းသိပ်ပြီးဝင်ပါစရာမလိုတဲ့ဝင်ဝေလမ်းကြောင်းကိုဆိုလိုတာပါအသေးအချာရှင်းပြပါမယ်ဝင်ဝေလမ်းကြောင်းမှာ အတ္တအင်ခန်းနဲ့ပတ်စင်အင်ခန်းဆိုပြီးနှစ်မျိုးရှိပါတယ်အတ္တအင်ခန်းဆိုတာဘာလဲအတ္တအင်ခန်းဆိုတာကိုကိုတိုင်းအလုတ်ဝင်လုံးမှာရရှိတဲ့ဝင်ဝေပါအလုတ်လို့ရင်ပတ်စံရမယ်အလုံးမလို့ရင်ပတ်စံမရဘူးဆိုတဲ့ဝင်ဝေအမျိုးအစားမျိုးဖြစ်ပါတယ် ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ဝန်ထမ်းအလုပ်၊ကုန်စင်းရောင်းတဲ့အလုပ်၊ကားမောင်းတဲ့အလုပ်၊ဆရာဝန်အလုပ်တွေ ဖြစ်ပါတယ်။ဒီလိုအလုပ်အမျိုးအစားတွေဟာကိုယ်တိုင်လုပ်ငန်းလုပ်မှ ကိုယ်ပိုင်ဝန်ဝေရရှိမဲ့အတင့်အင်ခန်းအမျိုးအစားတွေပါ။ပတ်စစ်အင်ခန်းဆိုတာဘာလဲ။ပတ်စစ်အင်ခန်းဆိုတာလုပ်ငန်းလုပ်เสียမလိုတာမျိုးတော့မဟုတ်ပါဘူး။လုပ်ငန်းကို အမြဲတမ်းမဟုတ်ပဲတစ်ချိန်တစ်ခါတည်း ို့မဟုတ်ကာလအပိုင်းကြားတစ်ခုတည်းလုံယုံနေအဲ့ဒီလုပ်ငန်းတွေကနေနောက်ကိုယ်တိုင်ဝင်လို့เสียမလို့သောသည့်တိုင်အောင်ဝင်ဝင်ရနေတာမျိုးကိုပတ်စင်အင်ခံလို့ခေါ်ပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်အိမ်ငှားထားခြင်းမြေကွက်ငှားစားခြင်းလုပ်ငန်းတွေမှာယင်းဒီမြုံနှံခြင်းတွေဟာပတ်စင်အင်ခံရရှိဖို့အတွက်နီးလန်းတွေပဲဖြစ်ပါတယ်ပတ်စင်အင်ခံဝင်စီမဲ့လမ်းကြောင်းတွေအများကြီးအများကြီးဖန်တီးထားနိုင်မှာ ငွေကြေးလွတ်လပ်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ပတ်စံရှာတဲ့နေရာမှာအသက်အရွယ်အပိုင်းခြားတွေမတတ်မှတ်ထားပါဘူး။မိမိဟာပတ်စံရှာဖို့အတွက်လုံလောက်တဲ့ပညာလုံလောက်တဲ့အရေးချင်းလုံလောက်တဲ့လေးလာမှုတွေရှိပြီဆိုတာနဲ့ပတ်စံကိုရှာဖွေလို့ရပါပြီ။ငွေကြေးဥစ္စာဆိုတာတည်သွားတဲ့အခါကိုယ့်ရဲ့နောက်ကို လိုက်မလာနိုင်ပေမဲ့မသေးခင်လေးမှာတော့ကိုဖြစ်ချင်တာတွေကိုလှုပ်ချင်တာတွေကို အကောင်းမွန်ဆုံးဖြစ်ခွင့်လောက်ခွင့်ပေးနိုင်တဲ့တခုတည်းသောအရာပါ Money is power ပါ